ကျွန်တော်တို့ရဲ့ကဘာကြီးမှာလူသားတွေဟာအသည့်အသည့်သောအရာတွေကိုစောက်လုပ်လာကြတယ်လို့အစိုးရတွေကလည်းစီမံကိန်းတွေအတိအသေးရေးဆွဲကြရင်အစာအုပ်တွေကိုလည်းတစားထက်တစားတိုးချဲ့စောက်လုပ်လာကြပြီဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုကတော့အဲ့ဒီစီမံကိန်းတွေအတွက်ဈေးစကားကများပြားလွန်းတာဖြစ်ပြီးအထူးသဖြင့်အကြီးစားစောက်လုပ်ရေးစီမံကိန်းတွေမှာဆိုရင်အကျိုးသက်ရောက်မှုတွေဟာပိုလို့တောင်တည်တာကြပါသေးတယ်။ ဒါကြောင့်ဒီကနေ့ဗီဒီယိုလေးထဲမှာတော့ကုန်ကြစရိတ်များပြားလွန်းလာတဲ့အကျိုးသက်ရောက်မှုကြီးမားခဲ့တဲ့စီမံကိန်းတချို့ကိုပြည်သက်တို့မြင်တွေ့ရမှာပါ။ဒီတော့တင်တို့ကကဘာဘောကဈေးစကအများဆုံးကုန်ကြခဲ့တဲ့အေယာမဆောက်လုပ်ရေးစီမံကိန်းတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့အရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေ။ကဲအစင်းသိဖြစ်ပြီဆိုရင်တော့စားလိုက်ရအောင်ပါ။ပင်လယ်နီစီမံကိန်း ဆာဒီအာရေဗျာနိုင်ငံကတော့ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံတွေကတစ်ခုအပအဝင်ဖြစ်ပြီးလူတအူးချင်းစီရဲ့ GDP ပမာဏကလည်းမြင့်မားလာပါတယ်။မကြသေးမီနှစ်အနည်းငယ်လောက်ကနိုင်ငံရဲ့ခေါင်းဆောင်တွေဟာအန်အန်တင့်ပေါ်ရာဆောက်လုပ်ရေးစီမံကိန်းတွေကိုအသက်သွင်းခဲ့ကြပြီးကုန်ကျစရိတ်ကလည်းမိုးထိအောင် မြင့်မားသွားခဲ့တယ်လို့ဆိုရမှာပါ။အဲ့ဒီထဲမှာအထင်ကြီးစရာအကောင်ဆုံးစီမံကိန်းတစ်ခုကတော့ပင်လယ်ဒီစီမံကိန်းပဲဖြစ်ပြီးစိန်ခံအပန်းဖြေနေရာတစ်ခုအဖြစ်ရည်ရွယ်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒါဆာဒီအာရေဗျာရဲ့နောက်ပတ်ကမ်းရိုးတွေမှာတည်ရှိနေပြီးအဲ့ဒီအပန်းဖြေနေရာဟာ ပင်လယ်နီရဲ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်180ကီလိုမီတာအထိရှည်လျားပါတယ်။အဲဒီဒေတာရဲ့အမြဲတစေနှွေးထွေးနေတဲ့လေတုရဲ့အပူချိန်ကြောင့်ဒီအပန်းဖြေစခန်းဟာကမ္ဘာလေခီးတဲ့တွေကိုတစ်နှစ်ပတ်လုံးဆွဲဆောင်နိုင်မှာပါ။2018ခုနှစ်မှာစတင်လာခဲ့တဲ့အဲဒီပင်လယ်နီ project ကပြည်စည်းတလောက်ပါတယ်။အဲဒဲတွေဟာရှင်သက်ရှူမောပေါ်ရာကမ်းခြေတွေတောင်တန်းတွေရဲ့အသက်ရှူမှားလောက်စရာမြင်ကွင်းတွေကြောက်ကြီးတွေနဲ့မီးတောင်တွေစတာတွေကိုလည်းမြင်တွေ့ရအောင်ပါပါ။ ဒါအပြင်ဟိုတယ်တွေအထူးပြင်ဆင်ထားတဲ့ဟင်းပွဲတွေနဲ့စားတောက်ခန်းတွေရေငုပ်ဝါသနာရှင်တွေအတွက်ကောင်းမွန်စွာတည်ဆောက်ထားတဲ့အစားအုပ်တွေစားတာတွေပါဝင်ပြီးပင်လယ်နီ project ဟာတင်းတို့ကိုအန်အင့်ပွဲရနေရာတစ်ခုစီကိုခေါ်ဆောင်သွားလိမ့်မယ်လို့လည်းကြေညာပေးထားကြပါတယ်။ဒါအပြင်ဒီပင်လယ်နီစီမံကိန်းရဲ့ကုန်ကြမ်းစိတ်ကလည်းအန်အင့်ပွဲရကောင်းလာပြီးစုစုပေါင်းဒေါ်လာ30ဘီလီယံကျားတင်မှာပဲဖြစ်ပါတယ်။အင်ချွန်အပီပီဆိုင်ရာလေးစိတ် အင်ချုံအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာတောင်ကိုရီးယားမြို့တော်ဆိုးနဲ့80ကီလိုမီတာအကွာမှာတည်ရှိတာဖြစ်ပြီး2001ခုနှစ်မှာတော့စတင်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။အရဟာဂျင်းပိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလူတွေပြုတ်သိမ်းကြက်ညက်နေတာကနေရှော့ချပေးနိုင်မှုအတွက်ရည်ရွယ်ထားတာပါ။အဲ့ဒီလေဆိပ်ဟာချီကျူးမှုတွေအများပြားရရှိထားတယ်လို့ကမ္ဘာအကောင်ဆုံးလေဆိပ်တွေကတခုအပါဝင်လို့သတ်မှတ်ခံထားပါတယ်။ တောင်ကိုရီးယားအစိုးရဟာခိမိအစာအုပ်တွေပေကင်းလုံခြုံရေးနဲ့ခီးတဲ့တွေအတွက်တတောင်တတာရှိရေးကိုဦးစားပေးတတ်သူဖြစ်တာကြောင့်2018ခုနှစ်မှာတော့အင်ချုံလီစိတ်ကိုတိုးချဲ့ဖို့စတင်လာခဲ့ပါတယ်။အဲဒီစီမံကိန်းမှာတော့ဒုတိယသမင်နံကိုကြီးကြီးမားမားတိုးချဲ့ခဲ့ခြင်းနဲ့ပြန်လည်စမ်းသစ်ခြင်းတွေပါဝင်ပြီး2019ခုနှစ်မှာတော့အင်ချုံလီစိတ်ဟာနိုင်ငံတကာခီးတဲ့ဝန်ဆက်မှုကကမ္ဘာအဆင့်၅နေရာထိရောက်လာခဲ့ပါတယ်။နောက်ပြီးဒီလေးစိတ်ဟာနိုင်ငံတကာကုန်ပစ္စည်းတင်းမှုလမ်းကြောင်းမှာလည်းဒုတိယနေရာထိရောက်လာပါတယ်။ ပြန်လည်မုံမတ်မှုတွေပြီးဆုံးသွားပြီဆိုရင်တော့နှစ်စဉ်ခီတဲ့တန်းတရာကြော်အထိဝင်ဆက်နိုင်မှာဖြစ်ပါတယ်ဒီတော့ဒီအင်ချိုးလေးစိတ်ကြီးဟာကမ္ဘာတတရလူအရှုပ်ထွေးဆုံးလေးစိတ်ကြီးဖြစ်လာမှာပါ။သာမန်ကောအဆင့်မြင့်တာအပြင်3.8ကီလိုမီတာရှိတဲ့ပြေးလမ်းတစ်တခုပါထပ်မံထည့်သွင်းအောင်မှာပါ။အင်ချိုးနိုင်ငံကလေးစိတ်ရဲ့အဆင့်မြင့်ရေးဟာ2024ခုနှစ်မှာပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ခီးသွားတွေကလည်းကျဲဝန်းနဲ့ဆောင်းဆိုင်နေရာတွေကြီးမားတဲ့ကားပါကင်အဆောက်အဦတွေနဲ့အမျိုးအစားစုံလင်လာတဲ့စားတောက်ဆိုင်တွေဈေးဆိုင်တွေကိုလည်းကြုံတွေ့ရမှာပါ။ ဒီတဲကမှာအဓိကအကြဆုံးကတော့အင်ချွန်းလေးစက်ရဲ့လုံခြုံရေးစနစ်မှာဉာဏ်ရည်တုနီးပညာဖြစ်တဲ့ AI ကိုအသုံးပြုထားတာဖြစ်ပါတယ်။အဲဒီအပြည့်ပြည့်ဆိုင်ရာလေးစက်ကိုအစင်မြင့်တရာမှာခံမှန်းကြီးအဖြစ်ဒေါ်လာ1.2ဘီလီယံအထိကုန်ကျခံစားလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။အနာဂတ်ဖြော်ပြရေးမျိုးတော့ ဆာဒီအာရေဗျာဟာစွမ်းအင်နဲ့အိမ်ချမ်းမြေကဏ္ဍမှာတင်တိုးတက်လာတာမဟုတ်ပဲပျော်ပြေးကဏ္ဍတွေမှာပါတိုးတက်ဆန်းတက်လာပါပြီ sorry version project ရဲ့အစည်းအဝေးအောက်မှာစံသစ်ခင့်မိတဲ့အပန်းဖြေမြို့တော်ကို2019ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီး2030ခုနှစ်မှာပြီးဆုံးနိုင်လိမ့်မယ်လို့မျှော်မှန်းထားကြပါတယ်။ခွေဒီယာလို့နာမည်ပေးထားတဲ့အေယာမဒီစီမန်ကင်းကြီးဟာအပိုင်းများစွာခွဲခြားထားပြီးကနအူးအစစ်မှာတော့ Six Flag Korea လို့ခေါ်တဲ့သူမတူတဲ့ဖြောပြေးနေရာတိစောက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာရှိတဲ့အပန်းဖြေဥယျာဉ်မှာရေကစားတဲ့နေရာတွေကားပြိုင်ကွင်းတွေပြပွဲနေရာတွေလက်လီအယောင်းဆိုင်တွေကာမောင်ကလပ်တခုနဲ့အစင်းမြင့်ဇိမ်ခန့်ဟိုတယ်တခုလည်းပါဝင်မှာပါအဲ့ဒီနေရာတစ်ခုလုံးဟာစုစုပေါင်း334စတူယန်ကီလိုမီတာအထက်မှာရှိနေပြီးနောက်ထပ်ထူးခြားချက်ကတော့အဲ့ဒီနေရာမှာကမ္ဘာအမြင့်ဆုံးအလင်းမြန်ဆုံးနဲ့အရှည်လျားဆုံး roller coaster ရှိမှာဖြစ်တယ်လို့ကမ္ဘာအမြင့်ဆုံး free fall tower တစ်ခုလည်းပါဝင်အောင်မှာဖြစ်ပါတယ်။ဒီ Aquaria project ကိုဖန်တီးသူတွေကတော့ဒါဟာခေတ်လွန်မျိုးတော်တစ်ခုဖြစ်လာနိုင်ပြီး လာရောက်နေထိုင်သူတွေနဲ့လာရောက်လည်ပတ်သူတွေအတွက်အရာအားလုံးရရှိနိုင်အောင် စီစဉ်ပေးထားမှာပါ။ကားပြိုင်ပွဲအတွင်းကနေကစားကွင်းပန်းချံတွေအထိအရာအားလုံးလလန်းမိနိုင်မှာဖြစ်ပါတယ်။ဒါတွေမကသေးပဲမြို့လယ်မှာပရိသတ်နှစ်တောင်းဆက်မဲ့ဘောလုံးကွင်းတစ်ခုလည်းပါဝင်ပါသေးတယ်။ပွဲကြီးကောင်တောင်း၈000နဲ့အမိုးလုံးကွင်းတစ်ခုပါဝင်သေးပြီးအဲ့ဒီမှာတော့ရေကူးအကစားအပြင်အခြားသောအမျိုးမျိုးပြိုင်ပွဲတွေကိုလည်းကျင်းပနိုင်အောင်မှာဖြစ်ပါတယ်။ အမှုပညာနဲ့ဖျော်ပြီးခန်းစားလူသူတွေအတွက်လည်းထိုင်ကုန်2000ပါပြားစက်ရုံတစ်ခုနဲ့စကရင်အများပြားပါဝင်တဲ့ရုပ်ရှင်ရုံကြီးတစ်ခုလည်းရှိသေးပြီးဒီမျိုးမှာစီစဉ်ထားတဲ့ဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွေကလည်းအံ့အသင့်ဖို့ကောင်းလာအောင်ကြီးကျယ်နေတာဖြစ်ပါတယ်ထို့အတူပဲဒီမျိုးကြီးရဲ့ခမှန်ကုန်ကြဈေးကလည်းအတော်လေးမြင့်မားလို့ပြီးပထမအတုပ်ဆောက်လို့ရေးအစီအစဉ်မှာဒေါ်လာ10ဘီလီယံအထိကုန်ကြမှာလို့လည်းသိရပါဗျ။ကဲဆက်လက်ပြီးတင်ခုမြင်တွေ့နေရတဲ့ဒီပုံကတော့အခြားမဟုတ်ပဲဂျပန်နိုင်ငံကစီစဉ်ထားတဲ့အေးအားမှသဒ္ဒါကြီးပဲဖြစ်ပါဗျ။ တကယ်လို့အဲ့ဒီတရားကြီးသာဆက်လုပ်ပြီးစည်းသွားမယ်ဆိုရင်နိုင်ငံတွင်းမှာအပြောင်းလဲကြီးကြီးမားမားတွေပေါ်ပေါက်လာနိုင်တယ်လို့ကမ္ဘာပေါ်မှာလည်းအပြောင်းလဲတွေဖြစ်မှာအသေးချာပါ။ဘာကြောင့်လဲဆိုတော့ဒီတရားကြီးဟာအရန်ကိုကြီးမားတယ်လို့မြစ်ပေါ်မှာတည်ထားတဲ့သူ့ရဲ့အရွယ်အစားဟာလည်းမြို့ငယ်တစ်ခုနီးပါးလောက်ရှိပါတယ်။ဒီတရားအပေါ်ပါမှာတကယ်မြို့တစ်မြို့ထဲသွင်းဆက်လုပ်ဖို့ပါစီစဉ်ထားကြတာဖြစ်ပါတယ်။အဲ့ဒီမျိုးတော့အတေဟာလူတွေအတွက်နေအိမ်အစ်တွေကိုဖန်ပြီးပေးအောင်မှဖြစ်တာကြောင့်ဆင်းရဲသူတွေနဲ့အချောင်းမျိုးကြောင့်မျိုးရဲမနေထိုင်နိုင်သူတွေအတွက်လည်းနေထိုင်စရာတစ်ခုရရှိမှာပါ ီးတော့တင်တို့ရောဒီစီမံခန့်ကြီးကိုဘယ်လိုမျိုးထိမြင်မိလဲဗျာတင်တို့ရဲ့ထိမြင်ချက်လေးတွေကိုလည်း comment မှာပါဝင်ဆွေးနွေးပြသလိုက်ပါကိုရီဟောင်းအပီပီဆိုင်ရာတရာကိုရီဟောင်းတရာကို2018ခုနှစ်မှာစတင်တည်ဆောက်ခဲ့ကြတာဖြစ်ပြီးအရာဟာအမေရိကန်နဲ့ကနေဒါတို့ကိုဆက်သွယ်ပေးထားတာပဲဖြစ်ပါတယ်။ဒီတရာရဲ့နာမည်ကိုတော့ကနေဒါနိုင်ငံသားနာမည်ကျော်ဂန်နဝင်ဟော်ကီကစားသမားဂိုရီဟောင်းကိုဂုဏ်ပြုပြီးခေါ်တွင်စေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ project ဟာနှစ်နိုင်ငံကြားတည်ယူပို့ဆောင်ဆက်သွယ်ရေးကိုပုံမှန်အဆင့်မြင့်စေဖို့အတွက်ရည်ရွယ်ထားခဲ့ပါတယ်။ဒီတရားကြီးကြောင့်ပဲနှစ်နိုင်ငံကြားအလုပ်ကိုင်တွေပေါ်များလာစေနိုင်သလိုနှစ်နိုင်ငံနယ်စပ်နေရာတွေမှာစီးပွားရေးဆိုင်ရာဖွံ့ဖြိုးမှုတွေပေါ်ပေါက်လာနိုင်မှာပါ။ဒီတရားကြီးကိုတော့ကြိုးစိုင်းတရားအဖြစ်ဒီဇိုင်းရေးဆွဲထားကြတာဖြစ်ပြီးအဲ့ဒီဂေါ်ရီဟောတရားဟာစုစုပေါင်း၂.၅ကီလိုမီတာအထိရှည်လျားမှာဖြစ်ပါတယ်။ဒီတရားကြီးကိုလည်းကြိုးပေါင်း၂၁၆ကြိုးအသုံးပြုရင်တရားကိုဆွဲထားကြမှာဖြစ်ပြီး အဲ့ဒီတရားဟာမြေရဲ့အထက်46မီတာမှတည်ရှိသလို6လမ်းသွားတရားဒဇင်ဖြစ်ပြီးခြေလင်းသွားလာသူတွေနဲ့စပိန်သွားတွေအတွက်လည်းလမ်းကြောင်းပါဝင်အောင်မှာဖြစ်ပါတယ်။အဲ့ဒီတရားဟာအမေရိကန်ဘက်မှာတော့ Interstate 75နဲ့ကနေဒါဘက်မှာတော့ Highway 401တို့နဲ့ဆက်သွယ်ထားတာဖြစ်ပြီးအဲ့ဒီ project ရဲ့ကနအူးကုန်ကျစရိတ်ဟာဒေါ်လာ၄တရမ3ဘီလီယံဝန်းကျင်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။အဲ့ဒီနောက်တော့တရားဖွင့်ပွဲရက်ကိုလည်းနောက်ဆုတ်ခဲ့ကြတယ်လို့ကုန်ကြစည်ဟာလည်း6.4ဘီလီယံအထိတိုးမြင့်လာပြီး ဒီတရားဟာ2025ခုနှစ်ထဲမှာစတင်အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်။ရွေးရှားမြို့တော်2020ခုနှစ်က Toyota Company ဟာအန်သိမ့်မွေရ project တစ်ခုကိုကြီးညာလာခဲ့ပါတယ်။အဲဒါကတော့ရွေးရှားမြို့တော်လို့အမည်ရတဲ့တိကျမြို့တော်တစ်ခုတည်ဆောက်ဖို့ပဲဖြစ်ပြီးနေရာကတော့ Honungjo ရဲ့ Fuji တောင်ကြီးကိုရည်ရွယ်ထားခဲ့ပါတယ်။ တိုကျိုမြို့နယ်ကီလိုမီတာ60ကွာဝေးပြီမဲ့အဲ့ဒီမြို့ဟာ87ဟက်တာကျယ်ဝန်းပြီးသုတေသနပညာရှင်တွေအတွက် AI နီးပညာရေးစမ်းသပ်ကွင်းတစ်ခုဖြစ်လာစေဖို့ရည်ရွယ်ထားသလိုအစင်းမြင့်နီးပညာတွေနဲ့တခြားသောမြို့ပြအဆောက်အဦတွေလည်းပါဝင်သွားမယ်လို့ဆိုပါရီဒိုတာကော်မတီဥက္ကဋ္ဌရဲ့အဆိုအရအဲ့ဒီမြို့ဟာဂေဟာစနစ်ကိုထိခိုက်စေမှာမဟုတ်သလိုတည်ယူပို့ဆောင်ရင်းနဲ့အဆောက်အဦတွေကိုလည်း AI နီးပညာကိုအသုံးပြုပြီးမြို့ရဲ့အစိပ်ပိုင်းတိုင်းကိုအာဟန်သိမ်ပေါ်ရာစီမံထားတာဖြစ်သလိုလမ်းအမျိုးအစား၃ခုပါဝင်မှာပဲဖြစ်ပါရီ အဲ့ဒါတွေကတော့အမြန်ရင်တွေအနှေးရင်ခြေလျင်သွားသူတွေနဲ့ဘိန်းတက်ရင်တချို့အတွက်ဆိုပြီးခွဲခြားပေးထားမှာဖြစ်ပါတယ်ဒီတော့ဒီမျိုးဟာနှီးပညာနဲ့ဂေဟာစနစ်မထိခိုက်မှုကိုပေါင်းစပ်ထားတာဖြစ်ပြီးအစာအုပ်တွေကိုတသားနဲ့ပြည့်လုပ်ထားသလိုဆိုလာခေါင်းမိုးတွေလည်းတက်ဆင်ထားမှာဖြစ်ပါတယ်အဲ့ဒီအပြင်သူတေသနာပညာရှင်တွေရဲ့အိမ်တွေမှာလည်းစက်ရုပ်တွေထားရှိအောင်မှာဖြစ်သလိုကျန်းမာရေးနဲ့ပုံကိုယ်ရေးဆိုင်ရာလိုအပ်မှုတွေကိုအာယုံခံမဲ့စန်းစာတွေပါဝင်ပြီးနေထိုင်သူတွေကိုလည်းကာဗွန်ထုတ်လွှင့်မှုမရှိတဲ့တီးတန့်ရင်တွေကိုအသုံးပြုစေအောင်မှာဖြစ်ပါတယ် ဒီအန်တင်ပေါ်ရစီမံကိန်းရဲ့ယင်းနှိမ့်နှံ့မှုကတော့ခန့်မှန်းခြေအဖြစ်ဒေါ်လာ4.68ဘီလီယံရှိမယ်လို့လည်းသိရပါဗျ။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ကဘာတဝမ်းကအကုန်ကြားစီအများဆုံးအေယာမှာဆက်လို့ရစီမံကိန်းကြီးတွေကတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ကဲတင်တို့ရောကျွန်တော်ခုတင်ဆက်ပေးခဲ့တဲ့ဘဲစီမံကိန်းတွေကိုသဘောအကျဆုံးဖြစ်စေခဲ့လေဗျ။ comment မှာပါဝင်ဆွေးနွေးပြသလိုက်ပါ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။